ပဲဂိုးတိုင်းမိုးညိုမြို့နယ်ထဲမှာကမ်းပါပြိုကျမှုကြောင့်အိမ်190ကျော်အရေးပေါ်ပြောင်းရွှေ့ပေးနေရပါတယ်ဒီသတင်းကိုကုမင်းညုံကပေးပို့ထားတာပါခင်ဗျာမိုးရိုင်းနောက်ပိုင်းတာယာဝရီခရိုင်မိုးညိုမြို့နယ်ထဲကအင်းတော်တလုတ်ကြီးရွာနဲ့မကြီးကုန်းကြီးရွာကမြေမကမြေကမ်းပါပြိုကျမှုကြောင့်ဇွန်လ10ရက်နေ့ကနေ9ရက်နေ့ထိအိမ်60ခန့်ဖျက်လိုက်ရပြီးကမ်းပါဆက်လိုက်ပြိုကျလာနေတာကြောင့်ဇွန်လ30ရက်နေ့မှာတော့ ကျေးရွာနှွေရွာလုံးကအိမ်190ကျော်အရေးပေါ်ရွှေ့ပြောင်းပေးလိုက်ရပြီးကျန်တဲ့အိမ်350ခန့်ကလည်းပြောင်းပေးရတော့မယ့်အခြေအနေမှာရောက်နေတာပါ။ကျွန်တော်တို့နေရာလည်းကျွန်တော်မှမရှိဘူးနေရာမရှိတဲ့အတွက်ကျွန်တော်တို့အဲ့မှာအခုဝယ်ရာလည်းမရှိပေါက်တဲ့နေရာမရှိတော့ခုံးယူပြအာကိုတခုနဲ့အခုကျွန်တော်တို့နေရာတော့ညာဆိုတဲ့ဒီနေရာမှာမအေးရဲဘူးပေါ့လေဒီမှာအများကြီးကျွန်တော်တို့လမ်းလျှောက်နေရတယ်။ညာကြမလက်ကြခုံးနဲ့ရှင်းတာတော့မှအေးရတာဒီမှာအများကြီးကောင်းကြည့်နေရအချိန်မရှိအချိန်ရှိတချို့ကလည်းနှီးစက်ရ မိမိတဲ့တိုင်းနဲ့တိုင်းလေးတွေထဲမှာဝင်ပြီးတော့စောက်ကြတယ်တချို့ကြတော့လည်းနေနေရာမရှိတဲ့အတွက်ဒါဘေးလေးတွေမှာထိန်တော်မွညို့ဆက်သွယ်ရေးဒါဘေးလေးတွေမှာနေနေရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဒီသူတွေကကိုလောလောဆယ်ဟာဘလိုနည်းနဲ့မှအခက်အခဲတွေကတော်တော်ကြုံတွေ့နေရပါတယ်ရေကြီးဝယ်ဖို့ကြပြန်တော့လည်းဝယ်တဲ့ဟာဘလိုနည်းနဲ့မှဝေးကြီးရဲ့ဌာနတွေကမရှိဘူးဖြစ်ဒေသခံတွေလက်ရှိကြုံတွေ့နေရတဲ့အခြေအနေတွေကိုဘကိုးတိုင်းဝန်ကြီးချုပ်ကလည်းတင်ပြထားပါဗျ။ဒီအစိုးရတရားဆိုတာအခုလိုမျိုးဘာမှဘေးအန္တရာယ်တွေကြုံလာတာပဲဖြစ်ဖြစ် တခြားလူတွေအတွက်ဒီလိုဒုက္ခဒုက္ခရောက်တဲ့ခါမျိုးပဲဖြစ်ဖြစ်ဘူမျိုးလုံငန်းတွေပဲဖြစ်ဖြစ်ပေါ့ဗျာကျွန်တော်ရက်နဲ့ရွာနဲ့မလုံနိုင်ခဲ့လို့အစိုးရတရားအနေနဲ့ထားပြီးအားကိုးပြီးတော့ကျွန်တော်တို့ကဒီလိုမျိုးထားတာဆိုတော့ဒါဘာပဲဖြစ်ဖြစ်အစိုးရကတော့ဒါအခြေအနေတွေကြီးလုပ်ပေးရမှာပေါ့ဗျာဒီမြန်မာဆန်တုံ့ပြန်ပြီးတော့အရေးယူဆောင်ပေးစရာမျိုးတော့ကျွန်တော်အနေနဲ့ဒါအလိုရှိပါတယ်ခင်ဗျာပထမရက်တွေကဇက်တိုက်ပြိုကျလာနေမှုကြောင့်ဖုန်ကြီးကြောင်းထဲမှာနေရာချထားပေးခဲ့ပေမဲ့အခုတော့တာသနီကအဆောက်အုံတွေပါရေထဲပါသွားတော့မဲ့အခြေအနေမှာရောက်ရှိနေပါပြီ။ဦးစင်းဘက်ကမင်းတင်လာတာပဲရှိတယ်ပေါ့။တင်တင် အတုလာအောင်ရှောင်းလျှောင်းတော်မူဖရာကြီးတွေ့ရမယ်။အဖရာကြီးကောင်းပါမယ်ပေါ့။အဲ့လာပြီးလို့ရှိရင်ငကြက်ရှိစုဖရာပါမယ်။ပါပြီးလို့ရှိရင်တာရင်းကဆောင်းနေပါမယ်။တာရင်းကဆောင်းကုန်ပြီလို့ရှိရင်35တော့အမြင့်ဆောင်တဲ့ငကယုံဖရာကြီးရှိတဲ့ကျောင်းထဲမှာ။ဒါကြီးတွေအတွက်ဥစဉ်အလွန်တရာစိုးရင်သွားတယ်ပေါ့လေ။စိုးရင်သွားလို့ဥစဉ်ရဲ့တရားဓမ္မတွေကချွေးတဲ့သားလေးနဲ့တဲထားတဲ့ဖရာဟာချွေးပါဆိုလည်းကိုမချွေးနိုင်ဘူး။လုံးနည်းနဲ့မှမဖြစ်နိုင်တဲ့ဥစ္စာတွေဖြစ်တဲ့အတွက်ကြောင့်ဒါဌာနဆိုင်ရာတွေဥစဉ်တော့အများကြီးအလိုရှိတယ်ပေါ့လေအကူအညီလိုချင်တယ်ပေါ့ဗျာဒီစီကအနေနဲ့နှစ်စင်လို့လို့ကံမပြူကြတာနဲ့ဂျုံတွေ့နေရပြီး မလစ်ကဩဂုလမှာတော့ရေကြီးနေမြုပ်ပြီးအိန္ဒိယကျော်ရေထဲမျောပါသွားခဲ့ပါတယ်။အဲဒီမြစ်မခမြစ်က ARD မြစ်ရဲ့မြစ်လက်ခွဲတစ်ခုဖြစ်ပြီးလှိုင်မြစ်ထဲကိုစီဝင်တာပါ။အဲဒီမြစ်ဘေးကကြေးပါတွေကနှစ်စဉ်ဇွန်ဇူလိုင်လတွေမှာနှစ်လသုံးလကြာအောင်ရေကြီးနေရပါတယ်။ရေချသွားပြီးတဲ့နောက်မှာလဲကမ်းမပြုံမှုကအမြဲတမ်းလိုလိုရင်ဆိုင်နေရပါတယ်။ဒီနှစ်ကတော့အဆိုးဆုံးဖြစ်ပါတယ်။ထက်မှန်ဖယ်ရှားပေးရမယ့်အခြေအနေမှာရှိနေတာကမူလာလန်းကျောင်းနှစ်ကျောင်းဖုန်ကြီးကျောင်းနှစ်ကျောင်းဇေဒီရောရှစ်စုတို့လည်းဖယ်ရှားပေးလိုက်ရတော့မယ့်အခြေအနေမှာဒေသခံတွေကြုံတွေ့နေရတာပါ။ ကျွန်တော်အမင်းညိုမိုးညိုမျိုးကနေပြပို့ထားလာပါရရှိကြိတ်ကြောင်းလာဆိုပြ